္ဂလာပါဘယ်လိုလဲမိတ်ဆက်ကြပါဦးဘယ်ကဒီဘယ်လိုလဲအာတကူးတကဘရားပွဲကိုလာပြီးကြတာလေအဲကျမတို့ကတော့အမ်မဖေလာအပွဲပါရောက်ကိုဆရာလေးဖရာရဲ့သာသနာကိုနောက်ကနေပြီးတော့ပံ့ပိုးပေးလေးအပွဲပါဆရာလေးဖရာအခုဒီမှာမင်းရဲ့သခင်မတော်မှာဆက်ချောက်ချင်းမြောင်းဒီမင်းရဲ့သခင်မတော်ဖရာအပွဲဗုဒ္ဓပူဇင်းရပွဲတော်မှာလာရောက်ပြီးတော့ဆရာလေးကိုပါမီဖြည့်တဲ့အပွဲပါကျမတို့အပွဲအကုန်လုံးကရန်ကုန်ပါပါရှင် အမလို့အာဒီနေ့အိုက်ခံကျွေးဝေးဖို့ဒါဒီနေ့ဆရာတော်တွေကပ်ပြီးတော့เนาะဟုတ်ပါတယ်ဘာဒီကျအများကြီးပါလားမုတ်တွေတွေ့လာတယ်တော်တော်များတယ်မုတ်တွေလည်းအများကြီးပါကိန်းမုတ်တတိစနွေးမကင်းကော်ဖီပေါင်မုတ်ဆုံးမဲ့ပေါ့နော်အချိုပွဲတွေကတော့ဟင်းဆိုလဲဝတ်သားကြက်သားငါငဖဲချမောင်ကျော်ပဇွန်တုတ်ဒီပေါ့နော်ဒီရွာငန်ကရှိတဲ့တန်ဃာတော်တွေအားလုံးပေါ့နော် အပါ300ပေါ့နော် အဲ့ဒါကိုစွန့်တော့ကပ်ဖို့နှချောင်းကွဲပြီးတာဝန်ယူထားကြပါတယ်။မနမလေးမိတ်ဆက်ပါဘူးဘလို့လေးကျမဒေါ်တိရာကျော်ပါရန်ကုန်ကနေရောက်ကော်ဆရာလေးဖရားရဲ့ပါရမီဖြည့်ဖို့အတွက်ကျမတို့ရအစောကြီးကလာပြီးတော့ပါရမီဖြည့်ဖို့ရောက်နေကြတာပါအစောကြီးကလာတယ်ဆိုတော့မမောနိုင်မပန်းနိုင်မယ်ပြုံးပြော်နေကြတာဟောဒါကျမတို့ကဟိုဆရာလေးရဲ့သာသနာကလည်းအရန်ပြန့်ပွားတယ် အများကြီးဟိုပေါ့နော်ထွန်းကားလာတဲ့အတွက်ကျွန်တော်တို့လည်းဆရာလေးနဲ့အတူပါရင်ဖြစ်ရတာကိုကျွန်တော်တို့လည်းအရန်ပျော်တဲ့အတွက်ကျွန်တော်တို့ကမမောနိုင်ပါဘူးအားလုံးကိုပျော့ပျော့ရွှင်ရွှင်နဲ့ကျွန်တော်တို့ညီအမတွေအကုန်လုံးဝိုင်းဝန်းပြီးတော့ဆရာလေးပါရမီဖြည့်နေကြတာပေါ့ ျွန်မကဒီနေ့နဲ့ဆိုရင်ကျွန်မ2000တော့ပါပြီးခဲ့တဲ့2024တုန်းကတစ်ခေါက်ရောက်ပြပါတယ်အဲအခုဒီနေ့ကတော့ဒုတိယအကြိမ်ရောက်ရောက်ပါပါဆရာလေးဖျားစီမှာကျွန်မဆရာလေးဖျားရဲ့မေတ္တာခံယူတာကကျွန်မ3နှစ်ကိုရှိပါသေးတယ်ဆိုတော့ဒီဘယ်နှစ်လောက်ရှိလဲကျွန်မဆိုတော့တို့မျိုးသမီးဆိုတော့အမကျွန်မတို့ဆိုရင်တော့အနည်းမျိုးသမီးလားဟုတ်လားမဟုတ်ပါဘူးဆိုတော့လားအကလည်းကောင်းတယ် ဆိုတော့ဆိုပါတယ်မင်းသမီးတော့မဟုတ်ပါဘူးအရင်တော့ကကျွန်တော်တော့ဆိုခဲ့တာပေါ့ငယ်ငယ်တုန်းကတော့အဲ့တော့ညာဘက်လေဒီမှာဆိုပါတယ်လို့ပြပြောပါပါပေါ့ကိုရင်တကယ်ချင်းနေတကယ်ချင်းနေညီမတွေပျော်အောင်လို့ဒီမှာပြပြောပါပါပေါ့ဒီမှာမနှိမ်ငင်းကြရင်ပင်ပန်းကြတယ်အကုန်လုံးကဝိုင်းဝန်းပြီးလောက်ကြတာညာကြရင်ဖြောပြေးတင်ဆက်ပေးတာပေါ့လေကိုညီမကြီးလည်းဆိုကြအကိုလေးလည်းဆိုကြမောင်လေးလည်းဆိုကြပေါ့ပြပြောပါပါပေါ့အဲ့တော့ ရာလေးရဲ့တူရင်းဖြစ်တဲ့ကိုလိုထွက်ရဲ့သမီးလက်ဖြစ်တယ်ကိုကိုယ်တိုင်လည်းအဲစစ်တော်ကိုသားပြီးတော့ဆက်လုပ်မှာပါလို့ဖြစ်နေတော့ဒီလိုရောက်တာဘယ်နှစ်မြောက်လောက်ရှိလဲအဲတဆယ်လေးပြတာဒနာပြုတာတော့တော်တော်ကြာပြီပေါ့နော်နှစ်20ကျော်ပြီပေါ့ဒါပေမဲ့ကျမကတော့ဒီကိုရောက်တာ15နှစ်16နှစ်လောက်ရှိပါပြီကျမမျိုးသားတော့ဟိုပေါ့ဆယ်လေးပြစပြီးတော့ဟိုကလောက်တဲ့အတူတူလက်တွဲပြီးတော့ပါတာပေါ့နော်ကျမကတော့ဒီနှစ်20လောက်ပဲရှိပါသေးတယ်ဟုတ် မတို့စားရတော့မှအချိန်နေတယ်ဒီနေ့ချိန်နေတယ်ပြန်ပြန်သွားစီပင်လာတာဒီအားလေးရောက်ကြလာဆိုဘယ်လိုလဲပြောပြအော်ဟိုရင်တော့ဒုက္ခရောက်တာပေါ့နော်ဒီလိုလဲမဖွင့်ပြိုးသေးဘူးအဲ့ရတာအစာစားရတာအစာကိုပါကိုရေတွေထမ်းပြီးတော့ခက်ကြတယ်ဆေးရတယ်ကြောရတယ်ချိုးဖို့ရေတွေကကိုရေနှင်းနဲ့အရန်အေးတဲ့ခါကျတော့မခံနိုင်တော့ရေနှင်းတွေတဲပြီးတဲ့ခါကျမှတယောက်ပြီးတယောက်ရေတွေချိုးကြအဲ့လိုမျိုးလောက်ရတယ်အခက်အခဲတွေရှိရပါတော့နော်အိမ်သာဆိုလဲဒီလိုပဲကကိုရေတွေဆဲထွက်ကြအခုကျတော့ကြလေးပြားက ဟိုဘောနော်အကုန်လုံးဟိုဘောသာသနာတွေပြုပေးတယ်ဆရာလေးဖရာရဲ့အနောက်မှာလည်းဝင်းရံပေးတဲ့လူတွေရှိတော့အရင်ကြီးတိုးတက်ပြီးတော့ရေဘူးရေရအစဟိုဘောနော်ဟိုစိတ်ဟိုအနောက်ရှက်ဖြစ်เสียမလို့ဘောလာတဲ့ဧည့်သည်တွေအကုန်လုံးလည်းဟိုဘောနွေနွေထွေးထွေးလည်းနေရတယ်နွေနွေထွေးထွေးအိပ်ရတယ်ဖရာတွေလည်းတခါတည်းတစ်ခုပြီးတစ်ခုမှဒီမှာတစ်ခုပြီးတစ်ခုအဲ့လိုမျိုးသာသနာတွေပြုနေရတော့အရင်ဝမ်းသာဖို့ကောင်းတာပေါ့နော် ဟုတ်လားဘာလို့လဲဆိုတော့ဒီနေ့ကတော့နေနာပြလားဟုတ်ပါတယ်ဘာရှမ်းတရားရှိသူတွေကိုဒီနေ့ဒီနေ့ကျလို့လေးကြည့်လို့ဒီဖြစ်ရတယ်ဆရာလေးတွေ့ရောအခုလူတွေဘယ်တော့ပါလဲတဲ့ဆရာလေးရဲ့သာသနာကပြန်ပွားလာတာမှာတနစ်တနစ်ကိုမမတူအောင်ပေါ့နော်အရင်မဲ့တိုးတက်လာတယ်ကျမကဆရာလေးချီကိုရောက်တာဆရာလေးရဲ့အရေးကိုခိုးလုံတာကျမက၃နှစ်ကျော်၄နှစ်လောက်ပဲရှိသေးတယ်ဒါပေမဲ့ကျမဒီဖျားပွဲကိုတော့ကျမက၃နှစ်ပေါ့ဒီနှစ်နဲ့ဆိုရင်ကျမ၃နှစ်၃ချိန်မြောက် ဒါပေမဲ့ကျွန်တော်တို့၃ချိန်မြောင်းပါကိုပထမအချိန်နဲ့ဒုတိယချိန်နဲ့မတူသလိုဒုတိယချိန်နဲ့ဒီတတိယချိန်ကျွန်မရောက်တဲ့အချိန်၃ချိန်မြောင်းပါတော့မှတနည်းနဲ့တနည်းမတူဘူးဆရာလေးရဲ့သာသနာအရန်တိုးတက်ပြန်ပွားတယ်ဟိုနောက်ပြီးဆရာလေးကဟိုဒီပွဲအိမ်မှာဆိုလို့ချက်လို့ရှိရင်လည်းဆရာလေးရဲ့စွန့်စံစိန်လောင်းပွဲကြီးကတနည်းနဲ့တနည်းလူပွဲပစ္စည်းတွေအင်းတန်ဃာတော်တွေအတွက် ဟိုအကျိုးဖြစ်ထွန်းမဲ့အရာတွေကိုအဓိကဆရာလေးကကျမတို့ဟိုဟိုပစ္စည်းတွေလှူမယ်ဆိုရင်လည်းလေလှူဝက်ပစ္စည်းကိုဆရာလေးကစဉ်းစားတဲ့အခါမှာဆရာလေးကပန်ကားတွေဒီတီလာရှင်တွေအတွက်တကယ်ကိုအကြီးဟိုဟိုဘယ်လိုပြောပြရမလဲအသုံးဝင်မဲ့ပစ္စည်းတကယ်အသုံးဝင်မဲ့ပစ္စည်းစားဖို့အသုံးဖို့အသုံးဝင်မဲ့ပစ္စည်းကိုပဲဆရာလေးကအဓိကထားပြီးတော့စဉ်းစားပေးတယ်ဆရာလေးကဘာလိုအပ်တယ်ဘာလိုအပ်တယ်ဘာလိုအပ်တယ်ပေါ့ အဲနောက်ပြီးဆရာလေးကဒီမှာလဲလူတယ်ပြီးတဲ့အခါကျတော့ရောက်တော့အဖေကြီးသာသနာပြုခဲ့တဲ့ဟိုငကမောက်တောင်အဲငကမောက်တောင်ကိုလည်းအဲပေးကျွန်တော်တို့ဆရာလေးကခွဲချမ်းစိတ်ဖြာပြီးတော့အဲငကမောက်တောင်ကိုလည်းကျွန်တော်တို့ကဒါဒီပွဲကြီးဖြစ်ရင်ကျွန်တော်တို့ငကမောက်တောင်တို့ကိုပို့အောင်မှာကားကြီးတွေနဲ့ကျွန်တော်တို့အဲ့အရာမျိုးတွေပေါ့နော်ဆရာလေးရဲ့ဟိုစနစ်တကျစီမံခန့်ခွဲမှုကကြတော့လေအရန်ကောင်းတဲ့အတွက် ။ဒါကြောင့်လူတွေနဲ့မတူဘူးကျွန်တော်တို့ရှိမှာလေ။စီမံအားလုံးစနစ်တကျပေါ့။တပည့်တွေအားစားဆရာလေးရဲ့စကားကိုတက်သွေးမတိန်နားထောင်ရတယ်။အစည်းအဝေးတခြားဖြစ်အောင်လုပ်ပေးကြအဓိကကတော့ဆရာလေးကိုစိတ်ချမ်းသာစေချင်တာပေါ့ကျမတို့ပွဲကြီးတပွဲကြီးဒါပွဲအကြီးကြီးပေါ့နော်ဆိုဖြစ်ပေမဲ့ စီစဉ်တဲ့နေရာမှာအလုံးကသူ့ခန္ဓာနဲ့သူအလုံးပတ်ဝန်းကြတဲ့အတွက်တာဝန်တွေခွဲထားတာပေါ့တာဝန်တွေခွဲပေးထားတဲ့အခါမှာကျွန်တော်တို့ကအစီအစဉ်တကြလေးနဲ့ပွဲကြီးဖြစ်မြောက်သွားတဲ့အတွက်ကျွန်တော်တို့လည်းဝန်တာရတယ်ဂျင်းနပီတိဖြစ်ရတယ်ဆရာလေးလည်းဂျင်းနပီတိဖြစ်တယ်ဆရာလေးကဟိုဘက်ကအလူကံပုံကိုသာသနာဟိုတန်ခါတွေအတွက်ကိုပဲជីជីကျွန်တော်တို့ဒီဘက်ကတပည့်တွေကိုပဲជីជីဆရာလေးကတော့နှစ်တစ်ဖက်မှာဆရာလေးကိုပီတိဖြစ်နေစေခြင်းနဲ့စိတ်နဲ့ကျွန်တော်တို့ကအစွမ်းကုန်ပါရမီဖြည့်ကြတာပေါ့နော်ဒါတော့အမမြင်တဲ့အတိုင်းပေါ့နော်ဆရာလေးပြန်စီစဉ်ထားတာ တော်တော်တော့ဟိုလူကြီးတိုင်းတော့ပြီးပြီပေါ့လေဒါပေမဲ့ရှင်တို့ကမှသာနော်ကျွန်တော်တို့ဟိုဒက်စစ်စစ်တဲ့ခါနဲ့ထွက်တာအဲ့ဒီကနေအဆအဆုံးကိုဟိုထက်ကနေအောက်ထိဘာမှခါခွဲမရှိခေါင်းစခြေဆုံးပေါ့နော်ခေါင်းစခြေဆုံးပေါ့တခုမှမလင်ဟင်းစရာဘူးတပည့်တွေကိုလည်းဒီလိုဘယ်ဟာ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 လို့ဘယ်ဟာမှစိတ်တိုင်းမကြနိုင်တဲ့တခါလဲစူတခါလဲပြောဒီလိုမျိုးပေါ့ကို့မိဖလို့ပဲဖြစ်နေကြတာတပည့်အားလုံးကလေအဲ့တော့ကို့ဟိုပေါ့နော်ဟို အတော်တော်တော့လေဝါသပီတိဖြစ်ရတာပေါ့နော်အတော်ရဲ့သာသနာမှာကိုကလည်းဟိုပေါ့နော်လောဘဒါနငွေရဒါနတော့နဲပါလေကျမတို့ကတော့တိတ်မလူနိုင်ပါဘူးပေါ့နော်ဒါပေမဲ့ကိုတက်နိုင်တဲ့အင်အားအမှုပညာဆိုလေအမှုပညာပေါ့ကိုလောဘလေးနဲ့ပဲပါနေဖြစ်ရတာပါဘာပြောမအောင်ပီတိပီတိလေးနဲ့အော်ခေါင်းရသားမကြီးကိုပီတိညာလေးပြောလို့ပါဟုတ်ကဲ့ပါအခုလိုမျိုးဆရာလေးပြရဲ့ဒီသာသနာတော်ပေါ့နော်အငြင်းတန်း ဒီချက်မကလည်းပံ့ပိုးနိုင်ပါစေပါရမီဖြစ်နိုင်ပါစေလို့ကျမတို့ဒီတပည့်တွေအားလုံးကအနည်းငယ်ဆုတောင်းပါတယ်အဲအခု16ချိန်မြောက်ဗုဒ္ဓပူဇော်ပွဲတော်ကြီးမှာလဲကျမတို့အခုလူမျိုးဆရာလေးဖျားအာအဲပါရမီဖြည့်မှုရတဲ့အတွက်လဲကုဏယတာရှင်နေတဲ့သာသမီများအားလုံးကိုလဲအားလုံးအထူးတက်တူရစေချင်ပါတယ်အဲ့ဒီအတွက်လဲကျေးဇူးတီဝမ်းသာဖြစ်ရပါတယ်အားလုံးကိုလဲကျမတို့ပြည်ပြည်ကုသိုလ်ကောင်းမှုစုစုကိုလဲရရှိခံစားနိုင်ပါစေလို့အားလုံးကို